writing ရေးတဲ့အခါ ideas တွေရှိတယ်။စာကြောင်းတွေလည်းရေးတတ်တယ်။ဘာရေးရမလဲလည်းသိတယ်။ဒါပေမဲ့ဘေးကစာရေးရမှမသိဘူးဆိုပြီးတော့တော်တော်များများပြောကြတယ်ပေါ့နော်။ခြုံမိကြည့်လိုက်ရင်အားလုံးရဲ့ပြဿနာက paragraph တစ်ပိုက်ကိုဘယ်လိုရေးရမလဲဆိုတာမသိတာပါပဲ။ paragraph တစ်ပိုက်ကိုမရေးတတ်မှတော့ paragraph တွေအများကြီးပါတဲ့ essay တွေကိုဘယ်လိုရေးမလဲပေါ့နော်။ပြဿနာရှိရင်အဖြေဆိုတာရှိပါတယ်။ဒီရဲ့ပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာ တူတူကြည့်ကြပါမယ်။ပြကိုရင်ငယ်ငယ်တုန်းကဒီစာပိုက်တစ်ပိုက်ကိုရေးမယ်ဆိုရင်ကိုတိတလို့လေးအဆင်ပြေတလို့လေးပဲရေးလိုက်တာပေါ့နော်။အဲ့ဒီအခါကျတော့သူ့မှာ format အမကျနေတော့ဖတ်ရတာအဆင်မပြေတာမျိုးတွေလည်းရှိတယ်။ပြီးတော့ကိုယ့်ရဲ့ essay ဒါမှမဟုတ်ကိုယ့်ရဲ့ paragraph ကဖတ်ရတာတမျိုးလေးဖြစ်နေရဲတခုခုလိုနေတလို့ခန်းစားနေရတယ်ဆိုရင်ဒီ paragraph တစ်ခုရဲ့ format ကိုတည်တည်ချာချာမတိတိလို့ပါပဲ။ဒါဆိုရင် paragraph တစ်ခုမှာ part 1နဲ့ paragraph တစ်ခုမှာ part 2ပါရမယ်အင်္ဂါရပ်တွေကပါရလဲဆိုရင် topic sentence topic sentence supporting sentences နဲ့ concluding sentence ဆိုပြီးတော့၃ခုပါဝင်ရမှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ topic sentence ပေါ့နော်။ topic sentence တွေကများသောအားဖြင့်စာပိုက်ရဲ့ပထမစာကြောင်းဒုတိယစာကြောင်းနေရာမှာနေပြီးတော့မှဒီစာပိုက်တစ်ပိုက်ရဲ့ main idea ကိုပေးတယ်။အဲသူ့ကိုဖတ်လိုက်တာနဲ့ဒီစာပိုက်ကဘာအကြောင်းလဲဆိုတာသိစေတဲ့စာကြောင်းပေါ့နော်။ ဥပမာဒီရေးရမယ့်ခေါင်းစဉ်က my favorite subject ပဲထားပါတော့အလွယ်ပြောရရင်အဲ့ဒီမှာဒီចောင်းသားတယောက်ဖြစ်တဲ့အတွက်လေ့လာရတာတွေအများကြီးရှိရယ်အဲ့ဒီထဲမှာ my favorite subject is english အဲ့ဒါလိုမျိုးပြောမယ်ဆိုလို့ရှိရင်ဒီစာကြောင်းကိုဖတ်လိုက်တာနဲ့နောက်ထပ်ကိုဖတ်ရမယ်ဒီစာပိုက်အကြောင်းကဘာလဲဆိုရင်ဒါငါအင်္ဂလိပ်စာအကြောင်းဖတ်ရမယ်ဆိုပြီးတော့သိစေမယ်စာကြောင်းမျိုးပြောတာဖြစ်ပါတယ် နောက်တစ်ခုကတော့ supporting sentences တွေပေါ့နော်သူတို့ကကြတော့ topic sentence ပြီးရင်လာတဲ့အလဲအစာကြောင်းတွေပေါ့နော်ဒီရဲ့စာကြောင်းတွေကကြတော့ဒီ topic sentence main idea ကိုအသေးစိတ်အချက်အလက်တွေပေးရပါတော့အဲ့လိုမျိုးအချက်အလက်တွေပေးတဲ့အခါမှာ give reasons reasons ဒီအကြောင်းအရာတွေပေးတယ်ပြီးရင်တစ်ခါတလေကြလို့ရှင် ရှင်းပြတယ်ရှင်းပြရတဲ့ဟာမျိုးတွေပေးတယ်အဲတစ်ခါတလေကြလို့ရှင်တော့ကိုယ့်ရဲ့ experience တွေပေးရရှိရသူများရဲ့ examples တွေအဲ့လိုမျိုးပေးရရှိရပါတော့ဒီ need တွေကိုသုံးပြီးတော့သူကတော့ဒီ topic sentence ကို support လုပ်တယ်ပေါ့နော်ကိုထည့်ခြင်းတဲ့အကြောင်းအရာတွေကိုတေချာလေးအသေးစိတ်ထည့်လို့ရတယ်ပေါ့နော်ပြီးတော့စာပိုက်ကိုအဆုံးသတ်ဖို့ဆိုလို့ရှိရင် concluding sentence ပေါ့เนาะအဲဒီစာပိုက်ကဒီတိုင်းကြီးပဲဒုံးတီးပြီးသွားလို့မဖြစ်ဘူးဒီ နှိကုံချုပ်ပေးရမယ်နှိကုံချုပ်မယ်ဆိုရင်အပေါ်ကပေးခဲ့တဲ့အချက်လက်တွေကို summarize လုပ်ပြီးတော့အချင်းချုပ်ပြီးရေးလဲရသလိုဒီ topic sentence ကိုပေါ့နော် restate လုပ်ပြီးတော့ပြန်ရေးလဲရရပေါ့နော် concluding sentence ရဲ့သဘောကတော့ဒီ subject ကပြီးပါပြီပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ကိုသူကပြောချင်တာပေါ့ ။ Survivor Bike ကတော့ဒီလိုမျိုးစလဲဆုံးတေချာလီအပိုင်းလေးပါဖို့လိုအပ်တယ်။အဲဒါကြောင့်မို့နောက်တစ်ခါဒီ paragraph တစ်ခုရေးမယ်ဆိုရင်ကိုယ့်ရဲ့ paragraph ကဒီအချက်၃ချက်နဲ့ကပ်ညီရလားပြည့်စုံရလားဆိုတာကိုတေချာလေးကြည့်ရမယ်။အဲ့တော့ဒီ inga ရဲ့တစ်ခုချင်းစီကိုဒီဗီဒီယိုမှာပြောရင်ရမ်းရှည်သွားမှာဆိုလို့နောက်ထပ် video တွေမှာထပ်ပြီးတော့အသေးစိတ်လေးပြပြပေးပါမယ်။ပြီးတော့ idea မစင်စားတက်ဖို့ဆိုရတဲ့အတွက်လည်း video လေးတစ်ခုလုပ်ပေးဖို့ရှိပါတယ်။ Okay, that's all ရှင် See you in the next video friends. Bye bye.